င်္ဂလာပါရှင်2025ခုနှစ်မေလ14ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်အခြေအနေများမှာကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ မေလရဲ့ပုံမှန်ပူချိန်တို့အောင်1ဒီဂရီဆက်စီယံရောင်းနေခဲ့ပြီးကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရဲ့ပုံမှန်ပူချိန်ခန့်သာရှိခဲ့ပါတယ် 2025ခုနှစ်မေလ13ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူးခြားတဲ့နေ့ပူချိန်များမှာချောင်းမြို့မှာ40.6ဒီဂရီဆက်စီယပ်မြင်းချံမြို့မှာ39.9ဒီဂရီဆက်စီယပ်ကလေးဝမ်းမြို့မှာ39.2ဒီဂရီဆက်စီယပ်တကုံမြို့နေပြည်တော်ဇေယျသီရိမြို့နယ်နဲ့အောင်လမ်းမြို့တို့မှာ39ဒီဂရီဆက်စီယပ်စီမင်းဘူးမြို့မှာ38.8ဒီဂရီဆက်စီယပ်နဲ့ တောင်ငူလေးချောင်းမှုလေးတို့မကွေးမျိုးနဲ့ဆင်ပြူကျွမျိုးတို့မှာ38.9ဒီဂရီဆက်ဆီယက်စီတို့ဖြစ်ကြပါတယ်။မှသားဝယ်ရာမွေးရချိန်များမှာပြင်မနာဝဲကြီးမှာ8.66လက်မပြင်မနာမြို့မှာ9.51လက်မရမဲသိမ်းမြို့မှာ3.82လက်မနေပြည်တော်စပူသီရီမြို့ရမှာ3.4နှစ်လက်မနေပြည်တော်ဇေယျသီရီမြို့နယ်မှာ2.85လက်မလဲဝင်းမြို့မှာ2.68လက်မ မရယာမြို့မှာနှစ်တသမာလေးလေးလမမူးတုံမြို့မှာနှစ်တသမာနှစ်ရှင်းလမ တောင်ငူလေးချောင်းမူးလေးဝတ္တမှာနှစ်တသမာသုံးညာငါးလမနဲ့ဖြူးမြို့မှာတစ်တသမာကိုးခွန်လမတို့တိုက်ထွာရရှိခဲ့ပါတယ်။မိလာရဲ့မွေးရင်ဆန်ချိန်တဲ့အနေနဲ့ကတော့ဒီကနေ့မနက်မြမစံတော်ချိန်9နာရီခွဲချိန်တိုက်ထွာချက်အရပြင်မနာမြို့မှာ140မီလီမီတာ9တသမာ9တလမဖြစ်ပြီးရခင်ဆန်ချိန်ဟောင်းမှာ123မီလီမီတာ 4.84လမဖြစ်က1980ပြည်နှစ်မေလ29ရက်နေ့ကတိုင်းထွာရရှိခဲ့ပါတယ်။ဒီနေ့နေ့လည်းတနအိခွဲအချိန်မူလဝတ္တဂျူရူမှာဖမ်းယူရရှိတဲ့ပုံအရကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရှေ့တောင်ပိုင်းတို့မှာတင်းတင်းတင်းမတိတ်ထူထက်နေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာတင်းတင်းတင်းဖြစ်ထွန်းနေပါတယ်။မြန်မာနိုင်ငံပေါ်မှာကတော့ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝီတိုင်းဒေသကြီး၊ရှမ်းပြည်နယ် ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရတဲ့လျှောက်မှာမိုးရွာသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတိမ်အစ်တမတိတ်ထုထက်နေတာကိုတွေ့ရပါတယ်။ ဒီကနေ့မြေပြင်မှုလို့သားအချင်းဒီပြလေဖျားတူ မြင်းပုံရမုံတမခွေမွန်တနင်းသာရီကိုင်းရဲနဲ့လျှောက်တို့မှာမုတ်တုံလေးအာတင်တင်ရှိနေပါတယ်မြမပင်လေပြင်းမှာမြမကိုင်းရဲနဲ့လျှောက်နဲ့ကမ်းလွတ်ပင်လေပြင်းတို့မှာတခါတရံမိုးသက်လေးပြင်းများကြာရောက်ပြီးလိုင်းတင်တင်မှာလိုင်းကြီးနိုင်ပါတယ်မိုးတလေးပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို မိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းပြင်းမှာ မြမကန်ဝင်တဲ့တချောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့မှာခုနှစ်ပေမှာ9ပေကန်းရှိနိုင်ပါတယ်။မနေ့ပြမနေ့အထိခံမှန်းချက်များအနည်းငယ်ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြီးတော့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊အေရဝီတိုင်းဒေသကြီး၊ကရင်ပြည်နယ် မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရပြီးမန္တလေးတိုင်းဒေသကြီးအေရဝီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာကွက်၍မူကြီးနိုင်ပါတယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလားပေတာခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင် ပြောင်းတဲ့နေတော်ရအတွက်မနေ့ပြမနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထွေချုံရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယပ်95ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ22ဒီဂရီဆက်စီယပ်82ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်နေတော်ရအတွက်မနေ့ပြမနေ့အထိမိုးလေဝသအခြေအနေခံမှန်းချက်မှာနေရာကွက်ကြားမိုးထွေချုံရပါမယ်။အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယပ် 95ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ25ဒီဂရီဆက်စီယက်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်ဤတဝအတွက်မနေ့ပြမနေ့အထိမိုးလေဝသချင်းနေခမန်းချက်မှာမိုးတစ်ချိန်တစ်ချိန်ထိချုံရပါမယ်အမြင့်ဆုံးဘူးချိန်မှာ35ဒီဂရီဆက်စီယက်95ဒီဂရီဖာရင်ဟိုက်နဲ့အနည်းဆုံးဘူးချိန်မှာ24ဒီဂရီဆက်စီယက်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ် နောက်နေ့အတွက်ခံမှန်းချက်များအနေနဲ့ကတော့မြဝကျွမော်ဒေတာများမှာထိချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်းတဲ့နေ့အချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလားပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။